အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့အိမ်တော်ကြီးဖောက်ပြန်နေတဲ့မယင်ငယ်တွေကို တရားဆွဲဖို့ဥရိပုံမှန်မရှိသေးဘူးလို့ရှင်းပြလာတဲ့ရှင်းနေမလေးရရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကထွေးနိုးလေး channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာ ။ညီငယ်မကမိမရှိပါလေလို့သူနဲ့အမယောက်ျားစဖြစ်ကလေးကပြောပါတယ်။နောက်မဆုတ်ပဲအမျိုးသားစီကိုခဏမှလာနေလို့အေးအေးယူလို့ရပါလား။ကုညီပေးပါအောင်နဲ့။မရင်ငယ်မလို့တုံတုံထားကလေးကအမအမျိုးသားနဲ့အဲ့ဒီအမျိုးသမီးနဲ့ဟာလင်းများဖြစ်ပေါင်းသင်းနေထိုင်နေကြတယ်လို့ယူဆပါတယ်ရှင့်။ဒီလိုချင်းနေမျိုးမှဆိုရင်တော့အမျိုးသားဖြစ်သူကိုတလင်တမြားစေတုံးနှင်းဆိုင်ရာဥပဒေပုံမှာ အ73ပြည့်အရေးယူဆောင်ရလို့ရပါတယ်။ဒီမိရင်ငယ်မဆိုတဲ့အမျိုးသမီးကအဲအပြိုလူလူဖြစ်မယ်ဆိုရင်တော့ဒီဥပဒေနဲ့ညှိစွမှုမရှိပါဘူးရှင်။တို့ပြင်မဲ့လေညနာသူမရဲ့ကြီးနေပြင်ကိုယ့်ရဲ့ဒီအမျိုးသားကိုပေါ့နော်တကယ်များချစ်ဆုံးနေဆိုင်ရာဥရိနေရက်စကဲမှာအေးယူတဲ့အခါမှာအဲ့ဒီအငယ်နောင်ဟုတ်ပါဒီ ိမ်တော်ရှိမှန်းသိလျက်နဲ့ကျွန်မပြောထားလျက်နဲ့ तू ကနောက်မဆုတ်ပဲနဲ့ဒီလိုမျိုးဒီလိုမျိုးပေါ့နော်ဒီအမျိုးသားကိုပြမှုကျူးလွန်ရင်အတွက်ပါ तू ကပူပေါင်းချင်စီပါလေ तू ကပါဝင်ပတ်သက်ပါလေဆိုပြီးတော့ထဲသိမ်းတိုက်ကြမယ်ဆိုရင်တော့ရဲစခန်းကအငယ်နောင်းကိုပါအဲဒီဥပဒေနဲ့အရေးယူပြီးတော့အဲနော်သူ့ကိုထုတ်ထဲထဲပါလိမ့်မယ်ရှင့် တရားဥပဒေလာတဲ့အခါကျရင်တော့အငွေနှောင်းကအာမခံရပါလိမ့်မယ်။ဆွဲချက်အစ်စ်မှလည်းလွတ်ကောင်းလွတ်သွားနိုင်ပါတယ်။ဒါမှမဟုတ်မလွတ်ဘူးဆိုရင်လည်း finalization မှာလွတ်သွားပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီလိုပြောနေရတဲ့အကြောင်းရင်းကတော့စမလိုက်ပါဆောင်ရွက်နေတဲ့အမှုတွေအခြားသူတွေတခြားရှိနေတဲ့လိပ်ပိုင်ဆောင်ရွက်နေတဲ့အမှုတွေကိုလည်လာကြည့်လာတော့ယနေ့အချိန်ကြီးပေါ့နော်။ဒီအငွေနှောင်းကအပြိုလူလူဖြစ်တယ်ဆိုရင်တင်လျက်ကျွန်တော်ကြီးဆိုင်ဥပဒေပုံမှန်နဲ့အေးအေးယူတဲ့အမှု ဟိုတခုမှကျမဟိုမတွေ့ဘူးသေးလို့ပါရှင့်ဒါပေမဲ့လည်းပေါ့နော်ဒီ post လေးကိုမြင်တော့ကျမတခုအတွေ့ရသွားတာပေါ့နော်ဒီအငယ်နောင်းချောက်ကိုယ့်ရဲ့အိမ်တော်ကြီးကပြိုခွဲခဲ့တာအာပြိုခွဲခဲ့တယ်ပြိုခွဲခဲ့တာမှန်ခဲ့တယ်ဆိုတာကိုသဘောတည်းပြနိုင်တယ်ဆိုရင်တော့အဲ့ဒီအငယ်နောင်းအမျိုးသမီးကိုဒီအဲကိုကနေပြီးတော့ဒီအိမ်တော်တခုပြိုခွဲသွားတယ်ကိုနင်းနာသွားတယ်ကိုသားသမီးတွေနင်းနာသွားတဲ့အတွက်ကြောင့်မို့နင်းနာမှုရောရေးကိုတရားဆွဲပြီးတောင်းမယ်ဆိုရင်တော့ ဆွဲလို့ရမယ်ကျွန်မထင်ပါတယ်ရှင်ဆွဲတော့မဆွဲဘူးဘူးပေါ့နော်ဆွဲကြည့်ပါဆွဲတဲ့ခါကျရင်လေဒီဘာကြောင့်မလို့နေနာခဲ့တယ်ဒီအမျိုးသမီးကကိုရိအိမ်တော်ရေးရှိအောင်တီလျက်နဲ့စအတွင်းတွုံးဝင်ပြီးတော့အိမ်တော်ရေးပြုတ်ွဲအောင်သူကဖန်သေးသွားပါတယ်ဆိုတော့ချက်လက်ကြည့်ကြခိုင်မာနဲ့တင်ပြပြီးတော့တရားဆွဲဆိုမယ်ဆိုရင်တော့အောင်မြင်နိုင်ကောင်းအောင်မြင်ပါမယ်ရှင်ကျမတို့လည်းမဆွဲဘူးတဲ့အတွက်ကြောင့်မလို့ဆွဲကြည့်ကြပါဒီလိုဆွဲဖို့လည်းကျမတို့အားပေးပါတယ်ရှင့်ကျေးဇူးတင်ပါတယ်